ရှင်ရန်ကုန်တိုင်းဆက်လေးစင်တွင်အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့ညာမိုးထပ်ပါတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းညာတွေကတော့အရေးကြပေးချေစနစ်ဖြစ်ဝယ်ယူနိုင်ပြီးကားအယောင်ပြပွဲကြီးကျင်းပနေဆိုတဲ့တွင်25တန်ပွဲတွင်မြမမိသားတပ်ဖွဲ့စုများရရှိဆိုတဲ့တွင် ဂျပန်ဗီဇာရှောက်ထားရေးစင်တာဖွင့်နေပြီဆိုတဲ့သတင်းနိုင်ငံတကာဒရင်းဘုံဒေနဲ့တရုတ်လျက်စစ်ဆိုင်ခဲနှင့်စပိန်များနိုင်ငံခြားဈေးကွက်သို့တင်ပို့မှုမြင့်တက်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတော့တယ် ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့အရေးကြပေးချေစနစ်ဖြင့်ဝယ်ယူနိုင်မြီကားရောင်းပြပွဲကြီးကျင်းပနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကာစတီဘီမှကြီးမှုကျင်းပတဲ့ brand new ကား used car တွေကို BMF အရစ်ချစနစ်နဲ့တထိုင်ထဲရှောက်ထားဝယ်ယူနိုင်မဲ့ကားရောင်းပြပွဲကြီးကိုရန်ကုန်မြို့မှာ၃ရက်သာကျင်းပနေတယ်လို့သိရပါတယ်။အဆိုပါကားရောင်းပြပွဲကြီးကိုနိုဝင်ဘာလ23ရက်ကနေ23ရက်နေ့အထိ၃ရက်တိုင်တိုင်းမနက်9နာရီခန့်နေ့ညနေ9နာရီအတွင်းရန်ကုန်မြို့လှိုင်မြို့နယ်ရှိ BMF မှာကျင်းပနေတော့ပါ ဝယ်ယူသူများအတွက်လိုချင်တဲ့အကားကိုမြန်ဆန်လွယ်ကူစွာရနိုင်ပြီးအတန်းဆုံးနဲ့အတ္တအဆုံးစိန်ထုံးများအကောင်းမှုဆုံးဝန်ဆောင်မှုများကိုလည်းပေးသွားနိုင်ဖို့အတွက်ရည်ရွယ်ပြီး Gas TV မှကားရောင်းပြပွဲကြီးအားကျင်းပရခြင်းဖြစ်ပါထဲလို့အိုင်မြမာ House Gas TV နဲ့အိုင်မြမာ Market တို့ရဲ့ Group of CEO ဦးနေမင်းသူကပြောပါထဲ့ အဆိုပါပြပွဲမှာကားရှိုးရုံပေါင်း30ကျော်ကနေပြသထားတဲ့နောက်ဆုံးပေါ် EV ကားများ brand new ကားများအရည်အသွေးစိတ်ချရတဲ့ used ကားများနဲ့နာမည်ကြီးကား brand ပေါင်းစုံဘော်ရဲတိုင်းမျိုးစုံကိုလည်းတနည်းအားထဲမှာအဆုံးလေးလေးလာဝယ်ယူနိုင်မယ်လို့ဆိုပါတယ် ။ထားအပြင်ဝယ်ယူသူများအနေနဲ့၄၀ရာခိုင်နှုန်းထောင်းပေးမှတ်ပေးသွင်းပြီး BMF ရဲ့အော်တိုလုံးနဲ့ဘန်ချိတ်ဆက်လျှောက်ထားနိုင်အောင် One Store Service နဲ့ချိတ်ဆက်ဝယ်ယူနိုင်သလိုကားနယ်ပတ်သက်ပြီးအပြည့်အဝကားခွဲများရရှိနိုင်ဖို့အာမခံပိုင်းနယ်ပတ်သက်ပြီးတော့လေ Insurance Company တွေနဲ့လည်းအခမဲ့ဆွေးနွေးတိုင်ပင်နိုင်တယ်လို့သိရပါတယ်ရှင်။ဒုရယာသတင်းတပုတ်အနေနဲ့ SGFPC 2025ပြိုင်ပွဲတွင်မြန်မာမိသားစုဖွဲ့စုများရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စင်ကာပူနိုင်ငံရှိစင်ကာပူ Expo မှာယခုလ19ရက်မှ23ရက်အထိကျင်းပခဲ့တဲ့နိုင်ငံတကာဆင့်စင်ကာပူ Groove Firefighters and Paramedic Challenge SGFPC 2025ပြိုင်ပွဲတွေမှာမြမမိသက်သက်ဖွဲ့ကစုများရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါပြိုင်ပွဲတွေကို စင်ကာပူနိုင်ငံမြို့ပြကားခွေရေးသက်ဖွဲ့ကကျင်းပခဲ့တာဖြစ်ပြီးအရှင်စင်ကာပူနိုင်ငံအပါအဝင်နိုင်ငံပေါင်း16နိုင်ငံကပါဝင်ရှင်ပြိုင်ခဲ့တယ်လို့သိရ ശ്യാമാചേ ပြိုင်ပွဲသို့မြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အဖွဲ့အားပြည်တိုင်းရေးဝန်ကြီးဌာနမိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူဦးဆောင်ထေမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှတွားရောင်ရှင်ပြိုင်ခဲရှာနိုင်ငံတကာအဆင့် Rated of ပြိုင်ပွဲတွင်နိုင်ငံပေါင်း16နိုင်ငံမှအသင်း20အသင်းဖြင့်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးမြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အသင်းမှစံချိန်10မိနစ်14စက္ကန့်ဖြင့်တတိယဆုကို၎င်း ၎င်းဗြိတိန်အဖွဲ့လိုက်လက်ဆင့်ကမ်းပြိုင်ပွဲတွင်မြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်များပါဝင်တည်အသင်းမှ ပထမဆုကို၎င်းအသီးသီးစုခုနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်ဆလဘီဂျပန်ဗီဇာရှောက်ထားရေးစံထားဖွင့်လှစ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဗီဇာလျှောက်ထားသူများအတွက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့်အဆင်ပြေချုံးမွေးမှုကိုမြင့်တင်ရန်အတွက်ဂျပန်ဗီဇာလျှောက်ထားရေးစံတားကိုဖွင့်လင်းကောင်းဗီဇာလျှောက်ထားမှုလက်ခံခြင်းနဲ့ပြန်လည်ထုတ်ပေးခြင်းကိုဆောင်ရွက်ပေးသွားမည်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်အတန်ယုံကထုတ်ပြန်ထားပါသေးတယ်။ ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကို VFS Service မြန်မာရုံးခွဲသို့လုပ်ငန်းလွှတ်အပ်ကလာမယ့်ဒီဇင်ဘာလ17ရက်နေ့မှစတင်ပြီးလုပ်ငန်းစီများကိုဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကိုတနင်္လာနေ့မှတောက်ချနေ့နနက်၈နာရီမှညနေ9နာရီခွဲအထိဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးလျှောက်ခွာလက်ခံခြင်းကိုတနင်္လာနေ့မှတောက်ချနေ့နနက်၈နာရီခွဲမှညနေ12နာရီခွဲညနေ3နာရီမှညနေ4နာရီထိလက်ခံဗီဇာ ာထုတ်ပေးခြင်းကိုတနင်္လာနေ့မှတောက်ချနေ့အထိနနက်9:00နာရီမှညနေ9:00နာရီထိဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်ဒီဇင်ဘာလ17ရက်နေ့မှာစတင်ကဗီဇာလျှောက်ထားပို့အပ်အတွက်ချိုးတင်ရချင်းယူရမယ့် website ကိုဒွေမာလ18ရက်နေ့တွင်စတင်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့တရုတ်လျက်စစ်ဆိုင်ခဲနှင့်စပိန်မြန်နိုင်ငံသားဆေးကွက်တို့တင်ပို့မှုမြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ဝက်ရှိဘတ်ကျန်းစုပြည်နယ်ဝူရှိမြို့မှလျှက်စစ်ဆိုင်ခဲနဲ့စပိန်တင်ပို့မှုများယခုနှစ်များအတွင်းမြင့်တက်လာပြီးတရုတ်ပြည်ထုတ်ပစ္စည်းတွေပြပဈေးကွက်အထိချဲ့ထွင်းလာပါတယ်။ယခုနှစ်ကိုလာအတွင်းလျှက်စစ်မော်တော်ဆိုင်ခဲနဲ့စပိန်များတင်ပို့မှုက30ရာခိုင်နှုန်းကျော်တိုးတက်လာပါတယ်။ဝူရှိလျက်စင်မော်တော်ယာဉ်စက်မှုဆုံးမှဈေးနှုန်းအရှည်အသွေးအစစ်မြေနည်းပညာတွေကြောင့်နိုင်ငံတကာမှဝယ်ယူသူတွေများလာပါတယ်။ ။ပဝင်းချင်အတွက်အကျိုးရှိတယ်လို့အရေးအသွေးအလွန်မြင့်တာကြောင့်လူကြိုက်များတာဖြစ်မယ်လို့ပြည်ထိုင်မှဝယ်ယူသူတဦးကပြောပါထိတ်။ဦးရှိမထိပ်သီးကုမ္ပဏီတစ်ခုဆိုရှင်ပြာခန်းထဲမှာအတိအမှတ်ပြုမူပိုင်ခွင့်2400ကျော်ပြတာထားပါတယ်။ပင်မနီးပညာကိုယ်အညီများဖြင့်နီးပညာမြင့်ထုတ်ကုန်အသစ်များကိုတစ်ကမ္ဘာလုံးလိုအပ်ချက်နဲ့ပြည့်မီအောင်ပုံမှန်ထုတ်လုပ်နေပါတယ်။ ပြဒနာဆုံးတစ်ခုတွေ့တဲ့ဆိုရှင်ပြည်တွင်းစီးပွားရေးဘူရိုကိုတိုက်ရိုက်တိုင်ပင် နိုင်ပြီးဒါကကုမ္ပဏီရသူအလွန်အကျိုးရှိစေတယ်လို့ကျန်းစုကျုံရှင်မော်တော်ဆိုင်ကယ်ကုမ္ပဏီမှထွေထွေမန်နေဂျာရန်ချန်းကပြောပါတယ်လျက်စစ်မော်တော်ရှင်ထုတ်လုပ်သူများနဲ့နိုင်ငံခြားဝယ်သူများကိုချိတ်ဆက်ပေးဖို့ယခုနှစ်အတွင်းပြပွဲပေါင်း20ကျော်စီစဉ်ပေးခဲ့ပါတယ်။ ဦးရှိမလျက်စင်မော်တော်ယာဉ်ကုမ္ပဏီတွေဟာနိုင်ငံပေါင်း40ကျော်မှအယောင်ဆိုင်ပေါင်း2000ကျော်ဖွင့်လင်းထားပါတယ်လို့သိရပါတယ်ရှင်။ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရစီစဉ်တူပဲဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမခါတော်များမိုးထပ်ပါ